ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့နော်ကီးထိတ်ကတော့မနက်ကောညာရောကျွန်တော်တို့ဆွဲသွားခဲ့တယ်မနက်က9ထိတ်ညနေမှာ6ထိတ်ဟုတ်လားပရိတ်ကညနေမှာ3ပရိတ်ဟုတ်လားဒါပေမဲ့ကျွန်တော်တို့ဖောင်းဖြစ်သွားတာကကီးမပြတ်စဘူးကီးရဒီတစ်ပတ်ပြတ်ထူးသွားနဲ့ဥပ္ပာပြတ်သွားပြန်နော်ပြတ်သွားတယ်အဲ့တော့ကျွန်တော်တို့ကမအောင်လိုက်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဘိုက်ပါမှာယူတဲ့ဟိုထူးအထူးရှယ်ပတ်တီးသမားလည်းအောင်တယ်နော်အင်္ဂါမကျော်ကျွန်တော်ပတ်တီးသမားတွေလည်းအောင်ကြတယ်ပေါ့နော်ကဲ အဲ့တော့ကျွန်တော်တို့ဒီများတော့ကျွန်တော်တို့ YouTube မှာတော့ကျွန်တော်အောင်အောင်အောင်မလုပ်ပေးနိုင်သေးဘူးပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့စလိုက်ကြအောင်ဗျစလိုက်ကြအောင်ဆိုကျွန်တော်20လေးတွေကတော့ထုံးစံတိုင်းပဲကျွန်တော်တို့ဘယ်အစားတွက်မလဲဆိုရင်1 3 9 3သွားစမယ်ဗျနော်1 3 9 3 2 3 9 3 6 2 6 2 6 2 6 2 ကိုနှစ်တစ်ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါဗျ။အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်။အဲ့ဒါကိုကျွန်တော်တို့တွက်ရင်ကဲလူဟောင်းနေတော့တည်ပြီးသားပါပဲနော်။အဲ့တော့ကျွန်တော်တို့တွက်မယ်ဆိုရင်ဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ဒီ၃ညရဲ့ဒီ6ကေပေါင်း6ပါတဲ့ဒီ9ပေါင်းတော့3ပါတဲ့နော်3 သုံးရနှစ်ခက်က9 9ရပါပါ3ည3 9 3ညဆိုတော့ဒီသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုရခါကျတော့6 8တဲ့မအောင်ပါဘူး13နဲ့13မှာတော့ကျွန်တော်တို့3တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့တဲ့တော့မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်။ကဲနောက်တစ်ပြင်တော့တပမယ်။3 6 3 2 ခွန်၅36 3968ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3ရဲ့ဒီ3ရဲ့ပေါင်းတော့6ဒီ7နဲ့ပေါင်းတော့4ပါတဲ့4 4ရဲ့နှစ်ခက်က2 2ရဲ့ပါဝါခွန်4 2ခွန်ဆိုတော့ဒီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ ခွန်လေးတဲ့ခွန်လေးခွန်လေးမှာခွန်ရောလေးရောထိပြီးတော့အခွေအနေနဲ့ထွက်ခဲ့ပါတယ်3.5တဲ့3.5မှာတော့ကျွန်တော်တို့မထွက်ခဲ့ပါအောင်ဗျခွန်လေးမှာတော့ကျွန်တော်တို့အခွေအနေနဲ့ထွက်သွားခဲ့ပါတယ်ဗျနော်ကဲနောက်တစ်ပြုံးဆက်တွေ့ပါမယ် သုံးသုံးရသုံးသုံးရဆိုညနေပိုင်းမှာမထွက်ပါဘူး၄၃ရ၉သုံးရ၃သုံးရ၂၁၃သုံးရ၂၁ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင် ဒီ၃ညရဲ့ဒီ၉ရဲ့ပေါင်းတော့၉ဒီ၁နဲ့ပေါင်းတော့၃ညရတယ်၃ညရဲ့နှစ်ခက်ကခွန်ခွန်ရဲ့ပါဝါ၂၃ညခွန်၂ဆိုတော့ကီ၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့၆ခွန်တဲ့၆ခွန်မှာခွန်တစ်လုံးထိပ်ပြီးအောင်ခဲ့ပါတယ်၉နှစ်တဲ့၉နှစ်မှာလည်းနှစ်တစ်လုံးထိပ်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်တွေ့ပါမယ်၄၃၁၄၄၃၁၄၆၅၁၆ 6 5 7 6 7 9 4 7 9 4ဆိုပြီးဒီလိုမျိုးပေးထားပါတယ်အဲ့မှာကျွန်တော်တွတ်မဲ့ဆိုရင်ဒီ3ရဲ့ဒီတက်ကပေါင်းတော့4ဒီ4နဲ့ပေါင်းတော့8ပါတဲ့8 8ရဲ့နှစ်ခက်က1တက်ရဲ့ပါဝါ6 8 6ဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့18တဲ့ဟော18မှာတိကော၈ကော ठी ပြီးအခွေအနေနဲ့အောင်ခဲ့ပါတယ်၈၄တဲ့၈၄မှာလည်း ရှစ်တလုံးထပ်တည်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြုံတွက်ပါမယ်ရှင်း၅၅နှစ်ရှင်း၆နှစ်ရှင်း၈ ဆောင်းနှစ်ဒေ3ည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 3ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါတွက်မဲ့ဆိုရင်9ရဲ6ရဲ့ပေါင်းတော့1 3ည ਨੇ ပေါင်းတော့လေ1ပါပဲတဲ့1 1ရဲ့နှစ်ခက်က8 8ရဲ့ပါဝါ3 1 8 3ဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားတဲ့ဆိုရခါကြတော့1 5တဲ့တင်ကားမှာတက်တလုံးထိပြီးအောင်ခဲ့ပါတယ်၈၆တဲ့၈၆မှာလည်း၈တလုံးထိပြီးညာရောမနေ့ကောအောင်ခဲ့ပါတယ်မျိုးတို့ နောက်တစ်ပင်ကိုတပတ်မင်6653695653595 6ဆိုဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်9ရဲ့တကယ်ပေါင်း3ည3ည6နဲ့ပေါင်းတော့6ပါတဲ့6ရဲ့နှစ်ခက်က9 9ရဲ့ပါပါ4 6 4ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့တစ်ခွန်နဲ့မအောင်ပါဘူး ခွန်လေးတဲ့ခွန်လေးမှာလေးတလုံးထိပ်ပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြောင်းတက်ပါမယ်3866လေးလေး3939ခု3939ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ၈ကဲဒီ3ရဲ့ပေါင်းတော့၈ဒီ9နဲ့ပေါင်းတော့9နဲ့ ခွန်းနှစ်ခက်က3ည3ည8ပါဝ5ခွန်း3ည5ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့3ည8ဟော3ည8မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်2 4နဲ့2 4မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ကဲဒါဆိုရင်ကျွန်တော်တို့ကငါဗုဒ္ဓဦးနေတော့ကိုတွက်လိုက်ကြအောင်2369 2369 2983 2983 9969 6ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်3ရဲ့8ကပေါင်းတော့1 8နဲ့9ပေါင်းတော့8ပါတဲ့နော်8ရဲ့နှစ်ခက်က1 1ရဲ့ပါဝါက6 8 6ဆိုတော့ကီး3လုံးဒီပြင်မှာထွက်ရမယ်တကယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကီးထိတ်ကလေးနဲ့ညှိလိုက်ရအောင်ကီးထိတ်ကတော့ဒီကနေ့မနေ့ကောညအောင်အောင်ခဲ့တယ်နော်ကီးထိတ် ကိုလေးနှစ်ပါတဲ့နော်ကိုလေးနှစ်အထိတ်ကကျွန်တော်တို့ခုနကကီးရ76 76 6အဲ့တော့ဒီနှလုံးကိုကျွန်တော်မတူညီရတဲ့အပေါင်းကစားမယ်နော်အပေါင်းကစားမယ်ဖြစ်တဲ့အတွက်68 41 46 48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  နှစ်တနှစ်ချောဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါလေဗျာနော်အဲ့မှာကျွန်တော်တို့ break လေးတွေနဲ့နည်းနည်းကျွန်တော်တင်ကနန်းလေးစဉ်းစားမယ် break က break break က6,5,1,3ရပါတဲ့အဲ့မှာ6,5ဒီ main break ဖြစ်ပါလေတကယ်အဲ့ဒါဆိုရင် ကျွန်တော်က6,5နဲ့ပတ်သက်တာလေးလိုက်ကြည့်မယ်ဆိုရင်ဒီမှာ9ဒီမှာ9 ါပဲเนาะကျန်တာတော့အရန်နေနဲ့တော့ရှိတယ်เนาะအရန်နေနဲ့ဆို6 6 6တို့2 8တို့ဟုတ်လား code တို့ပေါ့နော်ဒါအရန်အနေနဲ့ကြာရင်ရှိပါတယ်အရန်ပရိအနေနဲ့ဆိုရင်เนาะဒါပေမဲ့ကျွန်တော်တို့ကကနန်းအနေဆုံးချုပ်ပြီးတော့ဒါကိုတင်ွက်ကစားတာပေါ့နော် channel လေးတော့ကျွန်တော်ရန်ွက်အနေနဲ့ကစားပါမယ်အဲ့တော့96နဲ့41ဖြစ်ပါတယ်တဲ့96နဲ့41เนาะအဲ sorry 96နဲ့41ဖြစ်ပါတယ်တဲ့เนาะ96နဲ့41အဲ့မှာကျွန်တော်တို့တစ်ခါ ပြန်ကြည့်ရမှာကကျွန်တော်တို့ဒီခုနရန်ဘရိတ်တွေလည်းထိုးတင်တယ်လို့ဒီအပြင်ဘရိတ်တွေလည်းထိုးတင်တယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ဒီမှာနှစ်ခွန်ဆိုတဲ့ဘရိတ်ကလည်းကျွန်တော်တို့မှာရှိထားသေးရနော်နှစ်ခွန်ဆိုတာဒီမှာလေကျွန်တော်မွေးဘရိတ်နော်မွေးမွေးဘရိတ်နဲ့လည်းသွားတိုက်ဆိုင်နေတာရှိတယ်။အဲ့တော့တော်တော်များများကထိုးတင်တဲ့ကဏ္ဍကြီးပဲဖြစ်တော့ကျွန်တော်တို့ပေးရမှာတော့ခက်ရှားရှားပဲလို့ကျွန်တော်ပြောရမှာပါပဲ။ဒါပေမဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးအနေနဲ့ဒီကနေ့တင်မှာတော့ဟွာ96နဲ့41ဖြစ်ပါတယ်တဲ့နော်96 41 96 4 နော်6641ဒီကျွန်တော်ရဲ့အကြံဆုံးကဏ္ဍဖြစ်ပါတယ်တဲ့နော်အဲ့မှာကျွန်တော်တို့နှစ်ခွန်မွေးပရိတ်ကိုကစားနေတဲ့လူတွေနော်မနေ့ကအားရှိရနော်6ခြေတို့6နှစ်တို့ပို့ပြီးတင်ထိုးပေါ့နော်ဟာလား6ခြေတို့6နှစ်တို့ပို့ပြီးတင်ထိုးပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ကျွန်တော်ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်နော်အားလုံးလည်းကျန်တဲ့နှစ်သိမ့်ကြနိုင်မယ်ထင်ပါတယ်နော်ကျွန်တော်ကခါကလည်းကျွန်တော်ပြောသလိုပေါ့ဟာလားကျွန်တော်ထုတ်ပေးတဲ့ကဏ္ဍကြီးပဲအားမကိုကြပါနဲ့နော် အဲ့တော့ကျွန်တော်ရဲ့ကီးထိတ်ကလေးတွေကီးလေးတွေဗရိတ်ကလေးတွေကိုယူပြီးတော့မိမိဖာမိမိနီးနေဟန်လေးတွေနဲ့လည်းကစားเนาะကျွန်တော်တို့မူတင်မက်သက်တွေကျွန်တော်တို့ကိုက်ဝယ်ထားလူတွေအဲ့အဲ့နဲ့ချိန်စားပြီးကစားเนาะကျွန်တော်တို့မနေ့ကဆိုရင်ကျွန်တော်ပြောခဲ့တယ်เนาะမူတင်မက်သက်ကလေးတွေတနင်္လာအင်္ဂါမှာတစ်ချောက်တစ်လုံးဆိုရတယ်မနေ့ကမနေ့မှမဆွဲပေမဲ့ညမှာကျွန်တော်တို့6ခွန်းဆိုပြီးဆွဲသွားခဲ့တယ်เนาะအဲ့ဒါလေးတွေကစားပေါ့เนาะမူတင်မက်သက်ကနန်းလေးတွေယူထားတဲ့လူတွေတတိထားပါเนาะကစားပါဟုတ်လားကဲဒီကနေ့တော့ကျွန်တော်ရဲ့ဗီဒီယို တင်ဆက်မှုလေတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးလေပုဒ်တူးနေ့မှာတော့တကယ့်ကိုတော့တင်ကွယ်များနဲ့အောင်မြင်နိုင်ကြပါသည်လို့ဆုတောင်းပြီးဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနေအဆုံးတက်လိုက်ပါတယ်ဗျာဒီကွာ၄တက်နော်တော့ညာဟို၉တက်နဲ့မှားမှာဆိုလို့၄တက်၄တက်